မင်္ဂလာပါခင်ဗျရေကုန်ခစ်တက်ကနေဒီနေ့လည်းကင်းဒရင်းတွေကိုတင်ဆက်ပေးပါမယ်ဒရင်းတိုင်းမြို့နယ်ကမော်တော်မြို့တိုင်းတိုက်ပွဲမှာမြို့ပေါ်မှာရှိတဲ့အချက်ဖတ်စစ်တပ်ရဲ့မော်တော်မြို့မှာ yes ခန့်နဲ့လောက်ဝကရုံအပောင်ဝင်လုံကြုံရေးဂိတ်တွေကိုတော်လိုင်းရေးတပ်တွေကတိမ့်လိုက်ပြီးစစ်တပ်ဘက်ကတပ်သားတော်တော်များများလဲထိုင်းနိုင်ငံဘက်ကတော့ပြေးသွားကြတယ်ဆိုပါတယ်ရှေကုံမြို့ကမင်္ဂလာတုံမြို့နယ်မှာအချက်ဖက်စစ်တပ်လက်အောက်ခံဝါယာလက်တော်တိုက်ရက်ကအုပ်ချုပ်ရေးမှူးအင်းမြင့်တဲ့အဖွဲ့က နေအိမ်တွေပေါ်အထိတက်ပြီးလူငယ်တွေကိုစစ်မှုထမ်းဖို့ပေါ်တာဆွဲဖမ်းဆီးတော့ပြန်နေဆိုတဲ့သတင်းပါဝင်ဒီနေ့လည်းကင်သတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပြမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့ဒင်းသာရင်မြို့နယ်ကမောတောင်မြို့တိုင်းတိုက်ပွဲမှာမြို့ပေါ်မှာရှိတဲ့အချက်ဖတ်စစ်တပ်ရဲ့မောတောင်မြို့မှာရက်စကန်နဲ့လက်ဝကရုံအပါဝင်လုံခြုံရေးဂိတ်တွေကိုတော်လှန်ရေးတပ်တွေကသိမ်းလိုက်ပြီးစစ်တပ်ဘက်ကတပ်သားတော်တော်များများလေးထိုင်းနိုင်ငံဘက်ကိုထွက်ပြေးသွားကြတယ်လို့တော်လှန်ရေးသတင်းရင်းမြစ်ကရန်ကုန်ခေတ္တကိုပြောပါတယ် ဒါကတော့နိုဝင်ဘာလ10ရက်နေ့ကစပြီးအကြံဖတ်စစ်တပ်ကမောတောင်မြို့နယ်ထိုင်းမြန်မာနယ်စပ်ကုံတွယ်ရေးလမ်းကြောင်းကိုနေမီစိုးမမှုပြန်လဲရရှိအောင်ဆိုပြီးစစ်ကြောင်းထိုးတာတွေပါသွားလုပ်တဲ့အချိန်တစ်ဖက်က KNU ဦးဆောင်တဲ့တော်လန်ရေးတပ်တွေကတံပြန်တက်ခိုက်ချင်းမိုးရမှာသူတို့စစ်တပ်ထိန်းချုပ်ထားတဲ့မောတောင်မြို့ပေါ်အထိတော်လန်ရေးတပ်တွေရောက်လာပြီးနိုဝင်ဘာလ13ရက်နေ့ဖြစ်တဲ့မနေ့ကအထိကိုတိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားခဲ့ကြတယ်ဆိုပါတယ်လက်ရှိသိရှိထားချက်အရတဲ့ မော်တောင်မြို့မှာရှိတဲ့အချမ်းဖတ်စစ်တပ်ရဲ့မြို့မှာရက်စကတ်နဲ့လက်ဝက်ကရုံအပါဝင်လုံခြုံရေးဂိတ်တွေကိုတော်လိုင်းရေးတပ်တွေကသိမ်းပိုက်ရရှိထားပြီးအဓိကကတော့အချမ်းဖတ်စစ်တပ်ဘက်ကစစ်ကြောင်းတွားထိုးရာကနေတော်လိုင်းရေးတပ်တွေကတံပြန်တိုက်ခတ်ရင်းနဲ့မြို့သိမ်းတိုက်ပွဲပုံစံမှာပြောင်းသွားတာဖြစ်တယ်လို့အခုတော့စစ်တပ်ကသူတို့ထိန်းချုပ်ထားတဲ့မော်တောင်မြို့ဘော်ကရဲစခန်းရောလက်ဝက်ကရုံရောဂိတ်စခန်းတချို့ပါအသိမ်းခံလိုက်ရတာဖြစ်တယ်လို့တော်လိုင်းရေးသတင်းရှင်းမြစ်ကရှင်းပြထားပါတယ်လောလောဆယ်တော့မော်တောင်မြို့ပတ်ဝန်းကျင်တစ်ခုလုံးကို ဒေါ်လိုင်းတက်တီကထိန်းချုပ်ထားပြီးမြို့မှာတော့အချက်ဖက်စစ်တပ်ဘက်ကစစ်သားတွေပိတ်မိနေတာလည်းရှိသလိုကျန်တဲ့မြို့နေပြည်သူတွေကတော့နိုဝင်ဘာလ17ရက်နေ့ကတည်းကတိုက်ပွဲပြင်းထန်လာတာတွေကြောင့်ကြိုတင်စစ်ပေးရှောင်ထားပြီးဖြစ်တယ်လို့ဒေါ်လိုင်းသတင်းရင်းမြစ်ကအခြေအနေကိုရှင်းပြထားပါတယ်။အဲဒီလိုမော်တောင်မြို့သိမ်းတိုက်ပွဲပုံစံပြောင်းသွားပြီးမြို့ပေါ်မှာတိုက်ပွဲတွေပြင်းထန်နေတဲ့အချိန်မှာလေအချမ်းဖက်စစ်တပ်ဘက်ကတပ်သားတချို့ဟာတိုင်းနိုင်ငံဘက်ကိုထွက်ပြေးသွားတာတွေလည်းရှိပြီးဒီကနေ့နိုဝင်ဘာလ14ရက်နေ့မနက်အစောပိုင်းမှာတင်း မြန်မာစစ်တပ်ကစစ်သားအယောက်30နီးပါးဟာထိုင်းနိုင်ငံဘက်ကိုထွက်ပြေးရောက်ရှိလာသလိုထိုင်းစစ်တပ်စီမှလက်နက်အလက်20ကိုအပ်ပြီးတော့ခိုးလုံနေကြတယ်လို့လဲတော်လိုင်းသတင်းရှင်းမြစ်ကပြောထားပါသေးတယ်။လက်ရှိမွန်တောင်မြို့ပေါ်မှာအကြမ်းဖက်စစ်တပ်ကပိတ်မိနေတဲ့စစ်သားတချို့လည်းကျန်နေသေးပြီးစစ်တပ်ကတော့မွန်တောင်မြို့ကိုလက်မလွတ်ရရေးအတွက်သူတို့ရဲ့ထုံးစံအတိုင်းမြို့ပေါ်ကိုလေကြောင်းကနေဘုံကျဲတိုက်ခိုက်မှုတွေလုပ်နေမှုကြောင့်ဈေးတွေအပါအဝင်လူနေအိမ်တွေလည်းမိလောင်ပျက်စီးမှုတွေရှိထားတယ်လို့ဒေသခံပြည်သူတွေကပြောထားကြပါတယ်ခင်ဗျ။ တဖက်မှာလေဒင်းတိုင်းတိုင်းလောင်းလုံးမြို့နယ်မှာညင်မော်ချေရွာဘက်စစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်တပ်နဲ့တော်လိုင်းတတွေ့ကြတိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားနေပြီးစစ်တပ်ဘက်က၈၀တိုးလို့မရပဲနောက်ပြန်စုံနေရတယ်လို့ဒေတာတွင်းသတင်းအရင်းမြစ်ကရန်ကုန်ခေတ္တကိုပြောပါတယ်ဒါကတော့ ။နိုဝင်ဘာလ12ရက်နေ့ကပဲလောင်လုံးမြို့နယ်ကညင်းမော်ချေးရွာဘက်စစ်ကြောင်းထိုးလာတဲ့အချက်ဖက်စစ်တပ်ကိုတော်လိုင်းရေးပူပေါင်းတပ်တွေကတံပြန်တက်ခိုက်ချေမှုရမှာတိုက်ပွဲတွေအပြင်းအထန်ဖြစ်ပွားခဲ့တယ်ဆိုပါလေ။အဲဒီတိုက်ပွဲတွေအတွင်းစစ်တပ်ဘက်ကလက်နက်ကြီးပစ်ကူတွေစစ်တင်းဘောတွေဘက်ကပါပစ်ကူတွေပေးတာတော့တော်လိုင်းရေးတပ်တွေကိုဘလို့မှမကြော်နိုင်ပဲရှစ်ဆက်တိုးလို့မရတဲ့အတွက်သူတို့စစ်တပ်စစ်ကြောင်းကနောက်ပြန်ဆုတ်နေရပြီးလောလောဆယ်ညင်းမော်ချေးရွာတဲ့အထိဆုတ်ခွာထားကြတယ်လို့ဒေသတွင်းသတင်းရင်းမြစ်ကရှင်းပြထားပါတယ်။ လက်လုံးမှာတော့အဲ့ဒီဘက်မှာအချက်ဖက်စစ်တပ်စစ်ကြောင်းကဆက်ပြီးရှိနေသေးတဲ့အတွက်နှစ်ဖက်စစ်ရေးကတော့တင်းမာနေတဲ့အခြေအနေဖြစ်တယ်လို့လက်လုံးသိရှိထားချက်အရစစ်တပ်ဘက်ကတော်တော်ကိုအထိနာနေပြီးသူတို့စစ်ကြောင်းလဲညင်မော်ကျေးရွာတင်းမာတင်ရှေ့ဆက်မရပဲဒီအတိုင်းရှိနေတဲ့သဘောဖြစ်တယ်လို့ကျေးရွာနေပြည်သူတွေကတော့တိုက်ပွဲတွေဖြစ်ကြတဲ့ကဘေးလို့ယာရီကိုတင်းရှောင်သွားကြပြီးဖြစ်တယ်လို့ဒေတာတွင်သတင်းရှင်းမိကပြောထားပါတယ်ခင်ဗျာတဖက်မှာတော့ဂင်းနီပြည်နယ်ဒီမော့ဆိုမြို့နယ်မှာ အကြံဖတ်စစ်တပ်ရဲ့ခမရ၄နှစ်ခွန်တရင်ကစစ်မှုထမ်းတပ်သားတွေစိုးထက်ကြော်ဆိုသူဟာ drone gun တလက်နဲ့ခဲယမ်းတွေယူဆောင်လာပြီးတော်လန်ရေးတပ်တွေစီမှာအလင်းဝင်ရောက်လာတယ်လို့နေပြည်တော်ပကဖတိုင်းတာဝန်ခံကိုနောင်ချိုကရန်ကုန်ခေတ္တကိုပြောပါတယ်။ဒါကတော့နိုဝင်ဘာလ9ရက်နေ့ကပဲဒီမော့ဆိုမျိုးနဲ့မှာအကြံဖတ်စစ်တပ်ရဲ့ခမရ၄နှစ်ခွန်တရင်ကိုအပုတ်ခံရတဲ့စစ်မှုထမ်းအပစင်၄တပ်သားတွေစိုးထက်ကြော်ဆိုသူဟာ drone gun တလက်နဲ့ခဲယမ်းတွေယူလာပြီးနေပြည်တော်ပကဖစီကိုအလင်းဝင်ရောက်လာတယ်ဆိုပါတယ်။ အဲ့ဒီလိုအလင်းဝင်ရောက်လာတဲ့စစ်မှုထမ်းတပ်သားတစ်စိုးထက်ကျော်စုသူဟာမကွေးတိုင်းကဖြစ်ပြီးသူဟာမြို့ပေါ်ကိုဖုန်းတက်ဝဲတဲ့အချိန်မှာပဲအကြပ်ဖက်စစ်တပ်ရဲ့ပေါ်တာဆွဲဖမ်းဆီးတာကိုခံရပြီးစစ်မှုထမ်းအဖြစ်စုဆောင်းခံရသူဖြစ်သလိုလောလောဆယ်တော့သူ့ကိုတော်လိုင်းရင်တပ်တွေကကောင်းကောင်းမွန်မွန်လက်ခံပေးထားပြီးဒရုန်းကန်နဲ့ခဲယန်တွေပါလာတဲ့အတွက်လဲစုငွေချင်းမြင့်မှုဆောင်ရွက်နေပါတယ်လို့နေပြည်တော်ပကဖတိုင်းတာဝန်ခံကုနောင်ချိုကပြောထားပါတယ်တစ်ဖက်မှာတော့အကြံဖက်စစ်တပ်ကသူတို့ရဲ့စစ်မှုထမ်းအပတ်စဉ်တွေအတွက် လူငယ်တွေကိုနေရာဒေသအသီးသီးမှာပေါ်တာဆွဲဖမ်းဆီးဓာတ်တွေတောက်ရှောက်လုပ်နေပြီးစစ်သားတွေစူဆောင်းနေသလိုတစ်ဖက်မှာလည်းအဲ့ဒီလိုစစ်သားတွေစူဆောင်းခံရတဲ့လူငယ်တွေဟာရှေ့တန်းတွေအပုတ်ခံရတဲ့အချိန်အခွင့်အရေးရတာနဲ့တော်လိုင်းရေးတပ်တွေစီကိုမရမကထွက်ပြေးလာပြီးအလင်းဝင်ရောက်လာတာတွေဟာဒုနဲ့ဒေးကိုရှိနေတယ်လို့လည်းသိရပါတယ်ခင်ဗျာတဖက်မှာတော့ရေကုန်မြို့ကမင်္ဂလာတုံမြို့နယ်မှာအကြပ်ဖက်စစ်တပ်လက်အောက်ခံဝါယာလက်တောတိုက်ရက်ကအုပ်ချုပ်ရေးမှုအေးမြင့်တဲ့အဖွဲ့က နေအိမ်တွေပေါ်အထိတက်ပြီးလူငယ်တွေကိုစစ်မှုထမ်းဖို့ပေါ်တာဆွဲဖမ်းဆီးတောပြန်တယ်လို့ဖမ်းဆီးခံရတဲ့လူငယ်တချို့နဲ့နှိစက်သူတွေကရန်ကုန်ခေတ်တစ်ကိုပြောပါတယ်။နိုဝင်ဘာလ9ရက်နေ့ညပိုင်းကဆိုရင်အဲ့ဒီရန်ကုန်မြို့မင်္ဂလာတုံမြို့နယ်မှာရှိတဲ့ဝိုင်ယာလက်တောတက်ရက်ကွက်အတွင်းအဲစင်းစစ်မဲဆိုပြီးစစ်တပ်လက်အောက်ခံရက်ကွက်အုပ်ချုပ်ရေးမှုအေးမြင့်တဲ့အဖွဲ့ကလူငယ်တွေကိုနေအိမ်တွေပေါ်အထိတက်ပြီးတော့ပေါ်တာဆွဲဖမ်းဆီးမှုတွေလုပ်သွားတယ်ဆိုပါတယ်။အဲ့ဒီမှာဖမ်းဆီးခံရတဲ့လူငယ်တွေကို ရက်ွက်ရုံးစီခေါ်သွားပြီးတော့နောက်တရမနဲ့မိုးလင်းခြင်းမှာပဲရက်ွက်အုပ်ချုပ်ရင်းမှုအင်းမြင့်တဲ့အဖွဲ့ကအဲ့ဒီလူငယ်တွေကိုစစ်မှုထမ်းစုဆောင်းရေးတပ်ထဲကိုတခါတည်းပို့လိုက်ကြတယ်လို့ဖမ်းဆီးခံရတဲ့လူငယ်တချို့နဲ့နှိစက်သူတွေကပြောထားပါလေဖမ်းဆီးခံရတဲ့လူငယ်တွေရဲ့မိသားစုတွေကအနောက်ကနေလိုက်လံရွေးထုတ်ဖို့ကြိုးစားတော့လေအဲ့ဒီရက်ွက်အုပ်ချုပ်ရင်းမှုအင်းမြင့်တဲ့အဖွဲ့ကလက်မခံပဲလူငယ်တွေကိုစစ်တပ်ထဲသားတခါတည်းပို့လိုက်ကြတာဖြစ်တယ်လို့ဆိုပါလေတစ်ဖက်မှာလည်းအဲ့ဒီမင်္ဂလာတုံမြို့နယ်ဝါရလက်တော်တိုက်ရက်ွက်အုပ်ချုပ်ရေးမှုအင်းမြင့်တဲ့အဖွဲ့ဟာ တို့လိုချင်တဲ့စစ်မှုရန်တသားတစ်အရေးအတွက်ပြည်သွားရင်နောက်ထပ်ဖမ်းဆီးတဲ့လူငယ်တွေကိုတအူးကိုငွေကျပ်30နဲ့ပြန်ရွေးခိုင်းပြီးလာမရွေးနိုင်တဲ့လူငယ်တွေကိုတခြားလိုအပ်တဲ့မြို့နယ်တွေစီစစ်မှုရန်လူစားထုတ်ဖို့တအူးကိုငွေကျပ်30နဲ့ပြန်လဲရောင်းစားတာတွေလုပ်နေတယ်လို့လည်းသိရပါတယ်ခင်ဗျာတဖက်မှာတော့မြန်မာနိုင်ငံမှာအကြမ်းဖက်စစ်တပ်ကရွေးကောက်ပွဲဥပဒေနဲ့မတရားဖမ်းဆီးထားသူပေါင်း89ဦးထက်မနည်းရှိပြီလို့ AAPP ကထုတ်ပြန်လာပါတယ် ဒါကတော့မြန်မာချက်ဖက်စစ်တပ်ဟာသူတို့လုံမဲ့အတူယောင်ရွေးကောက်ပွဲနဲ့နီးကပ်လာလေးလေးဝါရဖြတ်မှုတွေကိုပုံမလုံဆောင်လာသလိုရွေးကောက်ပွဲအပေါ်ဝေဖန်တဲ့သူတွေကိုလည်းဖိနှိပ်ဖန်ဆီးမှုတွေပုံမလုံဆောင်လာရမှာအခုဆိုရင်မြန်မာနိုင်ငံမှာရွေးကောက်ပွဲဥပဒေနဲ့ဖန်ဆီးခံရသူ89ဦးအထိရှိပြီလို့နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP ကထုတ်ပြန်လာတာဖြစ်ပါတယ်။လက်ရှိ AAPP ကနေကောက်ယူထားတဲ့စာရင်းအရာ စစ်တပ်ကမတရားသဖြင့်ပြဋ္ဌာန်းထားတဲ့ရွေးကောက်ပွဲဥပဒေကြောင့်ဖမ်းဆီးခံထားရသူ89ဦးတည်းက54ဦးရဲ့နာမည်စာရင်းတွေကိုအတည်ပြုနေစေဖြစ်တယ်လို့ဆိုပါတယ်။ဒီစာရင်းဟာလလန်းမိသည်မြတ်ကောက်ယူထားတာဖြစ်တဲ့အတွက်မြေပြင်မှာတကယ်ဖမ်းဆီးခံရသူအရေးအတွက်ဟာတိထပ်ပိုများနိုင်တယ်လို့လည်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။အကြမ်းဖက်စစ်တပ်ရဲ့မတရားအာဏာသိမ်းမှုဖြစ်စဉ်နဲ့ပတ်သက်ပြီးဖမ်းဆီးခံခဲ့ရသူစုစုပေါင်းအယောက်3000နီးပါးရှိထားပြီးဖြစ်တယ်လို့အဲဒီကက2000ဝန်းကျင်ဟာ ဆက်လက်ထိမ့်သိမ်းခံနေရဆဲဖြစ်တယ်လို့လည်းဆိုထားပါတယ်မြန်မာနိုင်ငံမှာစစ်တကအာဏာသိမ်းမှုစတင်ခဲ့တဲ့2021ခုနှစ်ကနေလက်ရှိ2025ခုနှစ်နိုဝင်ဘာလ12ရက်နေ့အထိအကြမ်းဖက်စစ်တပ်နဲ့သူတို့စစ်တပ်လက်ပါစီရီကြောင့်ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူနဲ့ပြည်သူစုစုပေါင်း8500နီးပါးတေဆုံးခဲ့တယ်လို့လည်း AAPP ကထုတ်ပြန်ထားပါသေးတယ်ခင်ဗျတဖက်မှာတော့ မြန်မာနိုင်ငံမှာအကြမ်းဖက်စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်အော်တိုဘာလတလအတွင်းမှာပဲကလေးငယ်38ဦးသေဆုံးရတယ်လို့ MG ကထုတ်ပြန်ထားပါတယ်။ဒါကတော့အခုနှစ်အော်တိုဘာလတလအတွင်းမှာပဲနိုင်ငံတော်အကြမ်းဖက်စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့်ရသပြည်သူ185ဦးသေဆုံးခဲ့ရပြီးအဲ့ဒီမှာကလေးငယ်38ဦးပါဝင်တယ်လို့အမျိုးသားညီညွတ်အစိုးရ MG လူခွင့်ဆိုင်ရာဝန်ကြီးဌာနကနေနိုဝင်ဘာလ23ရက်နေ့ဖြစ်တဲ့မနေ့ကပဲထုတ်ပြန်ထားတာပါ။တရှိမြန်မာနိုင်ငံမှာ စစ်တပ်ကပြည်သူတွေအပေါ်အကြမ်းဖက်မှုတွေကိုတတ်သိပြနေတဲ့သွေးစွန်းတဲ့ကိန်းကနန်းတွေဟာမရက်တန့်သေးပဲဆက်လက်မြင့်တက်နေတာကိုပြီးခဲ့တဲ့အောက်တိုဘာလမှတ်တမ်းတွေအရတင်တွေ့မြင်နိုင်ပါတယ်လို့အင်ဂျီလူခွင့်ရေးဆိုင်ရာဝန်ကြီးဌာနကပြောထားပါသေးတယ်။လက်ရှိအချိန်ထိလည်းမြန်မာအကြမ်းဖက်စစ်တပ်ဟာပြည်သူတွေအပေါ်အစုလိုက်အပြုံလိုက်တပ်ဖြတ်မှုတွေကိုလေကြောင်းတိုက်ခတ်မှုတွေအပါအဝင်ဤပေါင်းစုံနဲ့ဆက်လက်ကျူးလွန်နေပြီးအောက်တိုဘာလတလတည်းမှတင်နိုင်ငံတော်စစ်တပ်ကအစုလိုက်အပြုံလိုက်တပ်ဖြတ်မှုဟာစုစုပေါင်း၁၇ကြိမ်ရှိခဲ့ပြီး လူပေါင်း116ဦးသေဆုံးခဲ့ရတယ်လို့အဲ့ဒီထဲမှာ အသက်18နှစ်အောက်ကလင်းငယ်16ဦးအထိပါဝင်တယ်လို့လည်း NGO ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါသေးတယ်ခင်ဗျာအခုတခါဆက်ချင်တာကတော့မြန်မာအကြမ်းဖက်စစ်တပ်နဲ့ဆက်နွယ်တဲ့ UAB ဘဏ်နဲ့ဂျပန်ကမ္ပဏီ JCB တို့မိတ်ဖက်ဖြစ်နေမှုအပေါ်စုံစမ်းမေးမြန်းထားတဲ့ပေးစာကိုဂျပန်ကမ္ပဏီ JCB ဘက်ကတုံ့ပြန်လာမှုမရှိဘဲပြက်ကွက်နေတယ်လို့ Justice for မြန်မာကထုတ်ပြန်လာပါတယ် ဒါကတော့လက်ရှိမြန်မာအကြမ်းဖက်စစ်တပ်နဲ့ဆက်နွယ်မှုတွေရှိတဲ့အတွက်ဒဏ်ကပိတ်ဆို့ခံထားရတဲ့မြန်မာခရိုနီ UAB ဘဏ်နဲ့ဂျပန်ငွေပေးချေမှုကုမ္ပဏီ JCB တို့အကြားစီးပွားရေးမိဖက်အဖြစ်ပြုလုပ်နေမှုတွေအပေါ်လူခွင့်ဆိုင်ရာစိုးရိမ်မှုတွေရှိနေတဲ့အကြောင်းထောက်ပြထားတဲ့ပေးစာကို Justice for Myanmar မဲခေါင်ဝက်ရှ်နဲ့တခြားဂျပန်အခြေဆိုင်အဖွဲ့အစည်း၅ခုကအဲ့ဒီဂျပန်ကုမ္ပဏီ JCB ကိုပေးပို့ခဲ့ပေမဲ့ပြန်လဲတုံ့ပြန်ဖြစ်ချမှုမရှိဘဲပြက်ကွက်နေတဲ့အပေါ်ပြစ်တင်ဝေဖန်တဲ့အကြောင်း Justice for မြန်မာကထုတ်ပြန်လာတာပါလက်ရှိမြန်မာအကြမ်းဖက်စစ်တပ်လက်အောက်ခံ UAB ဘဏ်ဟာမြန်မာစစ်တပ်ကိုလေရင်စီထောက်ပံ့တဲ့ကုမ္ပဏီတွေအတွက်ငွေပေးချေမှုဝန်ဆောင်မှုတွေဆောင်ရွက်ပေးနေတယ်လို့ကုလသမဂ္ဂရဲ့မြန်မာနိုင်ငံဆိုင်ရာလူခွင့်ရေးအထူးကိုယ်စားလှယ်ကပါ2024ခုနှစ်ဇွန်လမှာပဲမှတ်တမ်းတင်ခဲ့ပြီးမြန်မာစစ်အုပ်စုကလေကြောင်းတိုက်ခိုက်မှုတွေဆက်လက်လှုပ်ဆောင်နိုင်မှုလေရင်စီရရှိမှုအပေါ်တိုက်ရိုက်မိခိုးနေရတာကြောင့်ကုလအထူးကိုယ်စားလှယ်ကဗန္ဒာရေးအဖွဲ့အစည်းတွေအားလုံးကို UAB ဘန်နဲ့ဆက်ဆံရေးတွေရပ်တန့်ဖို့ကိုလည်းတိုက်တွန်းထားတယ်လို့သိရပါတယ်။အဲ့ဒီ UAB ဘန်ဟာ EU နဲ့ကနေဒါတို့ရဲ့ဒဏ်ခတ်ပိတ်ဆို့မှုခံထားရတဲ့ Crony လုပ်ငန်းစုကြီး IGE နဲ့လည်းနက်နက်ရှိုင်းရှိုင်းဆက်နွယ်နေပြီ။အဲ့ဒီ IGE ကိုပါမြန်မာစစ်တပ်ကောင်းဆောင်တွေကိုငွေကြေးပံ့ပိုးမှုတွေကြောင့်2022ခုနှစ်မှာပဲနိုင်ငံတကာကဒဏ်ခတ်ပိတ်ဆို့ထားပါသေးတယ်။တစ်ဖက်မှာလည်းအဲ့ဒီစစ်တပ်လက်အောက်ခံ UAB ဘန်ရဲ့ Director ဘုတ်အဖွဲ့ကနေ ကြံ့ဖို့ထိတ်တန်းခေါင်းဆောင်ဘူချိုဟောင်းအောင်တောင်းရဲ့တပ်ဖြစ်သူ IGE တီထောင်တဲ့နေအောင်ဟာနိုင်ငံတကာတံခါးပိတ်ဆို့ခံရပြီးတဲ့နောက် UAB Director ဘုတ်အဖွဲ့ကနေနှုတ်ထွက်ခဲ့ရပြီးသူ့ရဲ့ share တွေကိုလည်းဟန်ပြ company တွေစီလွှဲပြောင်းခဲ့တယ်လို့ Justice for Myanmar ကဆိုထားပါသေးတယ်။ဒီအချက်အလက်တွေကိုကြည့်ရင် IGE တီထောင်သူနေအောင်နဲ့ IGE တို့ဟာအမိကံတွေကနေတဆင့် UAB ဘဏ်အပေါ်ဆက်လက်ထိန်းချုပ်ထားပြီးတကယ်ပိတ်ဆို့မှုတွေကိုရှောင်လွှဲဖို့ကြိုးပမ်းနေတာဖြစ်တယ်လို့ Justice for Myanmar ကဆိုထားပါတယ်။ မဲကောင်ဝက်ရှဲအမှုဆောင်ဒရိုက်တာကလည်းဂျပန်ကမ်ပဏီတွေအနေနဲ့ကိုယ့်ရဲ့စီးပွားမိဖတ်တွေဟာမြန်မာနိုင်ငံမှာအကြီးအကျယ်ဒုက္ခဖြစ်စေတဲ့လေကြောင်းတိုက်ခိုက်မှုတွေနဲ့လူခွင့်ချိုးဖောက်မှုတွေလုပ်နေတာကိုမျက်ကွယ်ပြုမတိကြိုးကြုံမပြုတင်ဘူးလို့ထောက်ပြထားပြီးအရက်ဖတ်အဖွဲ့တွေရဲ့စုံစမ်းမေးမြန်းမှုအပေါ်အမြန်ဆုံးတုံ့ပြန်ဖြေကြားဖို့ JCB ကိုတိုက်တွန်းပါတယ်လို့လည်းပြောထားပါသေးတယ်ခင်ဗျ ဟုတ်ကဲ့ဒါကတော့ရောင်ခစ်တစ်ကနေဒီနေ့လည်းကင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်စုတင်ပါတယ်ကျွန်တော်နိုင်ပါ